အဲ့တော့ဆန္ဒထွက်ပြဖို့ဆိုတဲ့စကားလုံးကိုပြောထားတာလားဆန္ဒထွက်ပြရင်အနေရရှိတယ်လို့ပြောထားတာလားရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်တို့နောက်ွယ်ရနေတည်ယုံမရက်တည်ရင်ဘာမှလုပ်လို့မရပါဘူးလက်ရှိ လာချုပ်မြို့မှာရှိနေတဲ့ MMD အဖွဲ့တွေကဧပြီလ27ရက်နေ့မတိုင်ခင်ဒီလာချုပ်မြို့ကနေပြီးတော့အပြေးထွက်သွားတော့မှာဖြစ်ပါတယ်ဒီကနေ့ဆိုရင်လည်းပဲဒါလာချုပ်မြို့မှာရှိတဲ့ လာရှုံမျိုးဒီကိုကန့်အဖွဲအောက်မှာရှိတဲ့ဒီစီရံဝန်ထမ်းတွေပေါ့အဲစီရံဝန်ထမ်းတွေကသူတို့ဒီကိုကန့်အောက်မှာကိုကန့်တပ်ဖွဲ့ရဲ့ကိုကန့်အဖွဲရဲ့အောက်မှာစစ်သွေးကြော MMD ရဲ့အောက်မှာသူတို့တွေကဒါဝင်ပြီးတော့လုတ်ကင်နေပေါ့ဗျာဒီနေ့အပြင်ဒီစီရံနေတဲ့ပတ်သက်ရင်စီရံနေပတ်သက်ရင် MMD ကပြန်ပြီးတော့သူတို့အလုပ်ပြန်ခန့်နေပေါ့ဒီကနေ့တော့သူတို့ကိုလုပ်ငန်းရပ်ဆိုင်းလိုက်ပြီလုပ်ငန်းရပ်ဆိုင်းလိုက်ပြီလုပ်ငန်းတွေထုတ်ပယ်လိုက်ပြီအဲ့တော့ဒီ MMD အဖွဲ့ကပြီးခဲ့တဲ့ကျွန်တော်တို့ဒီ2024ခုနှစ် အော်ဂိုလာ၃ရက်နေမှာသူတို့ကဒီလာရှိုးမျိုးကိုအလုံးစုံသူတို့ထိန်းချုပ်တယ်ထိန်းချုပ်ပြီးတဲ့နောက်နောက်ပိုင်းမှာ MMD ကဒီလာရှိုးမျိုးပြန်လဲလက်ပတ်ရေးအတွက်သူတို့ရဲ့အုပ်ချုပ်ရေးရန်တရားကိုသူတို့ထူထောင်တယ်ထူထောင်တဲ့အခါမှာလိုအပ်တဲ့လိုအပ်တဲ့ကျွန်တော်တို့ဒီဝန်ထမ်းအင်အားပေါ့ဝန်ထမ်းအင်အားကိုသူတို့ကဒီ MM ဒီဒီ NUG အဖွဲ့ထက်ကနေသူတို့တောင်းတယ်တောင်းတဲ့အခါမှာ NUG ဖွဲ့ကဒီသူတို့သူတို့အောက်မှာဆင်းရှိတဲ့ CDN တွေကိုဒီလာရှိုးမျိုးမှာ ပြန်ပြီးနေရာချတယ် လက်ရှိတော့ MMD အဖွဲ့ကသူတို့ April 27ရက်နေ့မတိုင်ခင်သူတို့လာရှိုးမျိုးကနေသူတို့ဆုတ်ခွာရမယ်အဲ့တော့သူတို့ဘယ်ကိုဆုတ်ခွာမလဲဆိုတော့ကျွန်တော်တို့အတိအကျတော့မသိဘူးလက်ရှိတော့သူတို့ရဲ့ပစ္စည်းတွေကကျွန်တော်တို့ဒါလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေရလို့တော့ကျွန်တော်တို့ဒီ data ကန်တွေကတော့အတိပြုပါတယ် data ကန်တွေကတော့အတိပြုတယ်ဒီဒီတက်မတော်ကအေးလာရှိုးမျိုးကိုပြန်ပြီးဝင်ရောက်လာပြီဆိုရင်တော့ဒီအဖွဲ့တွေလည်းသူတို့အာသူတို့ဒီ MMD နဲ့တခါလဲလောက်ကင်ဘက်ကိုလိုက်သွားမှာလားဒါမှမဟုတ်သူတို့ဘယ်ကိုဆက်သွားမလဲပေါ့ဒါတော့တော်တော်လေးကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပေါ့ ကောင်းတဲ့အခြေအနေအဲ့တော့ဒီ MMD ရဲ့လက်ကင်ထုတ်တွေကတော့ကျွန်တော်တို့တော်တော်လေးကိုသူတို့ကာလာမှာတော်တော်လေးကိုကျွန်တော်တို့ဒါလက်ဆောင်ထက်တယ်လို့ပဲကျွန်တော်ပြောမှာပါလက်ဆောင်ထက်တဲ့နေရာမှာကျွန်တော်ကောင်းတဲ့နေရာမှာလက်ဆောင်ထက်တာမဟုတ်ပါဘူးအဲ့တော့ဒါကကျွန်တော်တို့ဒီတက်မော်သားတွေရဲ့အိမ်မလို့ဒါကနိုင်ငံဝန်ထမ်းတွေရဲ့အိမ်မလို့ဒါကဒီရွာရဲ့ဒီမျိုးရဲ့မြန်တဘုံစီးဝိုင်းလုပ်ငန်းရှင်အိမ်မလို့ဆိုပြီးတော့ဒီအိမ်ရဲ့အတွင်းပစ္စည်းတွေသူတို့ဖောက်ယူပါတယ်ဖောက်တဲ့ခါမှာဒီ MMD ရဲ့ဒီလက်ကင်ထုတ်တွေကပဲဖောက်တာပါအဲ့တော့အဲ့ဒီဟာတွေကဘယ်သူဘယ်သူတွေဆိုတာလည်းသိပါတယ်ဒါတွေလည်းကျွန်တော်တို့ဒါဘာတွေဆက်ဖြစ်မလဲပေါ့ဒါတော့ကျွန်တော်တွေးစရာပေါ့ဒါကတော့တွေးစရာဖြစ်ပါတယ် ဒီပြီးခဲ့တဲ့အဲပြီးခဲ့တဲ့ကျွန်တော်တို့ဒီတက်မလွန်နေအခမ်းအနားမှာတက်မလွန်နေအခမ်းအနားမှာဗိုလ်ချုပ်စော်မေထွန်းနဲ့ဒီမီဒီယာတွေတွေ့တဲ့အခါမှာဗိုလ်ချုပ်စော်မေထွန်းကပြောပါတယ်မီဒီယာတွေကိုဒီ MMD နဲ့သူတို့ရဲ့ဒီဒီဒီနိုင်ငံတော်ရဲ့တွေ့ဆုံမှုမှာဆိုရင်တက်မလွန်တွေ့ဆုံမှုမှာဆိုရင်ဒါကောင်းမွန်တဲ့ဒါဆွေးနွေးမှုတွေရှိတယ်အောင်မြင်မှုတွေရှိတယ်လို့ပြောခဲ့ပါတယ်အဲဒီရဲ့တက်ရောက်မှုအနေနဲ့ဒါဒီဒီနေ့ဒါဧပြီလ၄ရက်နေ့မှာဒါကျွန်တော်တို့သတင်းတွေထွက်လာတာက MMD အဖွဲ့တွေကဧပြီလ22ရက်နေ့မတိုင်ခင်ဒါလာရှိုးမျိုးကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒါရွှေ့ပြောင်းမယ့်အခြေအနေပါ ဲ့တော့လာရှိုးမျိုးရဲ့အနေထားကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လာရှိုးမျိုးကိုလာရှိုးမျိုးကို MMD အဖွဲ့တွေက APL 21ရက်နေ့မတိုင်ခင်မှာသူတို့ရွှေ့ရမယ်သူတို့ရွှေ့ရတဲ့အခါမှာသူတို့ဘယ် area ကိုရွှေ့မလဲဆိုတာလည်းဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့မြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်ရှိုင်းမီနယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်တို့နောက်ွယ်ရနေတည်ယုံမရက်တည်ရင်ဘာမှလုပ်လို့မရပါဘူး။အဲတော့ကျွန်တော်ဒီလက်ရှိ April ကတကယ်ဒီ တကယ်ကျွန်တော်တို့စီးရီးနိုင်ငံရဲ့ရှားမြောက်ရဲ့စီးရီးနိုင်ငံရဲ့အခြေအနေကတကယ်ကိုကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ခေါင်းတယ်ပြီးတော့ကျွန်တော်တို့ကိုကန့်ကတို့ဘယ်နေရာတွေမှာတို့အခြေချမလဲဒါမှမဟုတ်ကျွန်တော်တို့ရခင်ရခင်ကျွန်တော်တို့ကိုကန့်ကိုပိုင်အုတ်ချစ်ခွင်းရဒေသမှာပဲတို့လှုပ်ရှားမှာလားဘာလို့ဆက်ဖြစ်မလဲတော်တော်လေးစိတ်ဝင်စားဖို့ခေါင်းတယ်အဲ့တော့ဗိုလ်ချုပ်စုံမင်းတို့ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အဲကျွန်တော်တို့ဒီတက်မလို့နေခဏမှာမီဒီယာတွေတွေ့တဲ့ခါမှာမီဒီယာတွေ့တဲ့ခါမှာတော့ကျွန်တော်တို့ဒါ MMB နဲ့တွေ့ဆုံဆွေးနွေးမှုတွေကအောင်မြင်မယ်လို့ပြောတယ်အောင်မြင်တယ်လို့သူပြောတယ် ဒါလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ကလည်းလက်ရှိသူ့မှာရန်များတယ် TNL က MMD နဲ့လည်းပြဿနာဖြစ်တယ် PDN နဲ့လည်းပြဿနာဖြစ်တယ် KI နဲ့လည်းပြဿနာဖြစ်တယ်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒါဒါမြောက်ပိုင်းရှမ်းနဲ့လည်းသူတို့ပြဿနာဖြစ်တယ်အဲ့တော့ TNL ကတကယ့်ကိုရန်များတယ်နောက်တစ်ခုကဒီရှမ်းမြောက်မှာတည်ရှိတဲ့လက်နက်ကင်အဖွဲ့တွေတဲ့လက်နက်ကင်အဖွဲ့များစွာတဲ့မှာတကယ့်ကျွန်တော်တို့ပညာရေးအနေမှာဆိုအဖွဲ့အစည်းကိုပြရမယ်ဆိုရင်တော့ MM ဒီ TNL ပါ TNL ကတကယ့်ကိုကျွန်တော်တို့ဒါပညာရေးနဲ့ပတ်သက်ရင်တော်ကြီးကိုနိုင်ကြတဲ့အဖွဲ့ဖြစ်ပါတယ် TNL ကတော့ကျွန်တော်တို့အချိန်မိုးခံပဲနေတာပဲမနေ့ကမိုးလယ်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီနေပြီးတော့အပြည်ပြည်ဆိုင်လေးစိတ်ကနေပြီးတော့ထိုင်းနိုင်ငံကိုထွက်ခွာသွားပါတယ်ပြီးရင်တော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့ကို3နာရီနဲ့3နာရီနဲ့ကျွန်တော်တို့46မိနစ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ပါတယ်အဲ့မှာကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကောင်စီဥက္ကဋ္ဌရဲ့ဒီထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတော့ NUG ရဲ့ဒီထောက်ဖို့ရဲမင်းအုပ်စုကဒါ ဧပြီလ၄ရက်နေ့ကနေပြီးတော့ဧပြီလ၄ရက်နေ့9ရက်နေ့မှာဆန္ဒပြဖို့ထိုင်းရောက်မြန်မာလူသားတွေဆန္ဒပြဖို့ဆန္ဒပြတဲ့အခါမှာကျွန်တော်အမဲအောင်ဝတ်စုံပြီးအမဲအောင်အမဲအောင်ကျွန်တော်တီရှပ်လဲရမယ်စပုတ်ရှပ်လဲရမယ်ရှိုင်းလဲရမယ်ပေါ့ဗျာစသဖြင့်အဲ့ဒီအမှတ်သားတွေနဲ့ဒီနာဆာကဥက္ကရာရဲ့ခီးစဉ်ကိုဆန္ဒပြဖို့ဆိုပြီးလှုပ်ဆောင်ခဲ့ပါတယ်ဒီယမင်းရဲ့လှုပ်ဆောင်မှုနောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်တို့ဒီခစ်တက်ကလည်းဒီသတင်းကိုကျွန်တော်တို့ဒါတော်တော်လေးကိုဖော်ပြတာတွေ့ရပါတယ်အဲ့လိုဖော်ပြချက်တွေပြီးတဲ့အခါမှာကျွန်တော်တို့လည်းဒါအထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေ အဲမြန်မာလူအဖွဲ့အစည်းနဲ့ကျွန်တော်တို့ဒါဆက်သွယ်ပါတယ်ဆက်သွယ်တဲ့ခါမှာဒီလိုမျိုးဒီရဲမင်းကလှုပ်ဆော်တယ်ပြီးရင်ကျွန်တော်ခေတ်သစ်ကလည်းဒီပုံမှာလှုပ်ဆော်တယ်လှုပ်ဆော်တဲ့ခါမှာဒီထိုင်းအစိုးရအဖွဲ့ကလည်းသူရဲ့တပ်ဆိုင်ရာနေမြေတွေကိုနေမြေတွေကျွန်တော်တို့သူတို့အောက်မှာရှိတဲ့ဆက်ယုံတွေဆက်မှုစုံတွေကိုဘာအမိန်ပေးလဲဆိုတော့နံပါတ်၁ဆန္ဒပြရဲဆန္ဒပြရဲဒီအနောက်ရောင်ဝတ်စုံနဲ့ဆန္ဒပြရင်အဲ့ဒီလူတွေကိုနေရပြန်ဖို့ပဲနံပါတ်၂ကတော့ကျွန်တော်တို့တီစဲဥပဒေအရေးယူမယ်နံပါတ်၃ကတော့ကျွန်တော်အလုပ်ထုတ်မယ်ကြိုက်တာရွေးဆိုပြီးတော့သူတို့အဲ့ဒီသဘောနဲ့ဒီထိုင်းအစိုးရကရာဇသံပေးပါတယ် အဲ့လိုယာစံပေးမှုတွေကြောင့်ကျွန်တော်တို့ဒီ NUG မှာရှိတဲ့ဒီ NUG ရဲ့ကိုထောက်ခံတဲ့အလုံသမားအုပ်စုတွေကတော့တရားမှဆန္ဒပြတာမတွေ့ရပါဘူး။ကိုရဲမင်းတင်ထားတဲ့ပို့ကဒီမှာနော်။ဒီမှာကိုရဲမင်းတင်ထားတဲ့ပို့ကိုဖတ်ပြမယ်။အခုဆိုရင်ဂျမ်ပါစီအုပ်စုခေါင်းဆောင်မရောက်နိုင်အောင်ခိုင်းနိုင်ငံမှာအင်စတန်နိုင်ငံရာအစည်းအဝေးကိုခိုင်းဝင်ကြည့်ကြရဖိတ်ခေါ်ကြရလာရောက်တက်နေဖြစ်တယ်။အဲ့တော့ခိုင်းနိုင်ငံခေါင်းနိုင်ငံသားတွေအနေနဲ့အခုလက်ရှိချိန်နေမျိုးမှာဆိုရင်ဒီအလုပ်ခွင့်ရနေပြောချင်နားပြီးတော့ဆန္ဒပြဖို့တွေလည်းကတ်တယ်လူကိုယ်တိုင်ဖိုင်ဆန္ဒပြဖို့တွေလည်းအခုအချိန်ကြီးရ ဖိနှိပ်ထားမှုတွေကကျွန်တော်တို့ implant အနေနဲ့များတယ်အဲ့တော့ကျွန်တော်လုံနိုင်တာတစ်ခုရှိတယ်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းရှင်တွေကိုယ့်လုပ်ရုံတွေမထိခိုက်အောင်လဲကျွန်တော်တို့နေရမယ်ပေါ့နော်အလုပ်တွေနားရမလို့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးကိုယ့်ပြည်သူတွေပြတ်တက်နေတဲ့အချမ်းပတ်စေအောင်စုမင်းအောင် line ကိုထိုင်းနိုင်ငံတွေဒီလိုဖိတ်ခေါ်ပြီးတော့လက်ကမ်းကြိုးစိုးလက်ဆွဲနှုတ်ဆက်တာမျိုးလုံးဝလက်မခံနိုင်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့တုံ့ပြန်ပြီးတော့ဆန္ဒထုတ်ဖော်မယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အခုလိုမျိုးအမဲအောင်ဝိစုံအမဲအောင်အင်ကြီးတွေကိုထိုင်းတဲ့နိုင်ငံတွေကထိုင်းရောက်မြန်မာနိုင်ငံသားတွေအားလုံး မနက်ဖြန်တည်းအချိန်ရသေးတယ်မနက်ဖြန်အားလုံးတိုင်းနိုင်ငံလုံးကျွန်တော်ဝတ်စီခြင်းတယ်ကျွန်တော်ကမင်းညတွေကဒီနေ့ရမနက်ဖြန်ရွေးဖို့တော့เนาะဒါကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်ဥပဒေဖောင်သွင်းရနေပြီးတော့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ဆန္ဒကိုထုတ်ဖော်ပြသခြင်းဖြစ်တယ်အဲ့တော့အချမ်းပတ်စီအုပ်စုမရောက်နိုင်လူတက်အချမ်းပတ်ခေါင်းဆောင်မရောက်နိုင်ကိုထိုင်းရောက်မြန်မာပြည်သူလူထုတွေကလက်မခံဘူးဆိုတာကိုမနက်ဖြန်တည်းရတိုင်းနိုင်ငံလုံးထိုင်းရောက်မြန်မာနိုင်ငံသားတွေအမဲရောက်ဝတ်စုံဝတ်ပြီးတော့မဲရောက်အင်ဂျီဝတ်ပြီးတော့အားလုံးဆန္ဒထုတ်ဖော်ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ရနေပြီးတော့လို့ဆိုတိုက်တွန်းလိုက်ရပါတယ်ဟုတ်ကဲ့ နက်ဖြန်တည့်ရဲ့အရေးကြီးပါတယ်ထိုင်းရောက်မြန်မာတွေအပြင်မှာဆန္ဒထွက်ပြရင်လည်းအနေအများတဲ့အလုပ်တွေပြိုင်တူနိုင်တယ်အလုပ်ရှင်တွေအလုပ်ယုံတွေထိခိုက်နစ်နာနိုင်တယ်အထောက်ထားတွေလည်းတက်တန်းမတိုးရသေးဘူးအကောင်းဆုံးဆန္ဒထုတ်ဖော်ခြင်းကမဲရောက်စင်သူတနိုင်ငံလုံးဝစ်စင်ပြီး online ပေါ်တင်ကြပုံတွေကိုရဲမင်းကွန်မန့်တွေမှာလာပို့ကြငါတို့လောက်နိုင်တဲ့ဘောင်တွေကနေငါတို့လောက်ကြစို့တဲ့နော်အဲ့ဒီစာနဲ့ဗီဒီယိုဖိုင်တင်တာဘာဖြစ်လို့ဖာကြပြီးတော့မင်းစကားကိုလုံးချပြီးတော့ဖာစကားပြောရတာ မင်းမေကအဲ့လိုဖာရမကအဲ့လိုမင်းကိုသင်ခဲ့တာဆန္ဒပြခွင့်မပေးတဲ့အရာကိုတွားပြရင်နင်းမဲ့လင်းနေကဖမ်းပြီးတော့ပြန်ပို့မှာပေါ့မြမဘီကိုဟုတ်တယ်မလားအဲ့တော့ဘသူကပြရဲမလဲမျိုးသားတယောက်ကဆန္ဒပြဖို့ကြိုးစားတာဒီနှစ်ခုလုံခွင့်ရှိတာလို့အရင်မေးလိုက်နော်လုံခွင့်ဆန္ဒပြခွင့်ရှိရတဲ့အတိုင်းမပြကြတာလားပြခွင့်မရှိလို့ဘာမှမလုပ်ပဲထိုင်ကြည့်နေရတာလားအဲ့ဒီစကားနှစ်ခုရဲ့အတိတ်ပဲလေးကိုပဲတတိရှိလို့ရှိရင်ပေါ့ကွာမင်းအနေနဲ့အမှန်တရားကိုတတိရှိလို့ရှိရင် ေချာတိအောင်လေ့လာကြည့်လိုက်သူတို့အနေရောက်မှုဆိုမဲ့ဆန္ဒပြကြီးလည်းမရှိဘူးလှုပ်ရဲလှုပ်လှုပ်တာနဲ့ဒီသူကိုယ်တိုင်လက်သိနေတယ်မိမိမနိုင်ငံပြပို့မယ်မဟုတ်မတိရမဟုတ်တော့ကြည့်သူစကားအရှင်းနဲ့အနောက်အခုကြည့်အရှင်းမှပြောရတာပါတော်လှန်ရေးကိုအယုံကြည်မရှိတော့လို့လူတွေရဲ့ဆန္ဒမပြတာဗီဒီယိုဖိုင်တစ်ခုတည်းမှတော့အရှင်းနဲ့အနောက်ညီလားစကားလုံးဝကြည့်အခုကြတော့လှုပ်ရဲရင်လှုပ်လှုပ်ရင်ဖမ်းပြီးဆန္ဒပြမယ်ဆိုတော့မရှက်ဘူးလားကြော်စိုးဘူးကွာမင်းမေဖာရမကြီးကတနာရတယ်တကယ်ပဲအကောင်းပြောတာ